ဒီနေ့မှာတော့ကိုရီးယားမှာရှိတဲ့ကားအာမခံနဲ့ကားရင်စည်းကမ်းတွေကြောင့်ဘူးဒုတရဆရာအနေငယ်ကိုပြောပြပေးမှာဖြစ်ပါတယ်ကိုရီးယားမှာဆိုရင် ကားဝယ်ပြီးဆိုရင်မဖြစ်မနေနိုင်ငံတော်ကနေပြီးတော့တတ်မှတ်ထားတဲ့အာမခံတွေရှိတယ်ပြီးတော့ကိုယ့်ရဲ့လုံခြုံရေးအတွက်ထားရတဲ့အာမခံတွေရှိရပေါ့နော်ရင်းနှိုင်းမှုတစ်ခုဖြစ်ပြီးဆိုရင်ကိုယ့်ဘက်နဲ့နာတဲ့အတွက်ကိုကားကိုပြင်နေစီရိတ်သူများဘက်နဲ့နာတဲ့အတွက်သူများကားကိုပြင်နေစီရိတ် ကိုနဲ့တစ်ဖက်လူနဲ့ရင်တိုက်တာကိုဂျားရရပဝင်းကျင်ရလူကိုပါထိခိုက်တယ်ဆိုရင်အဲ့လူကိုပါပြင်စရိတ်ပေါ့နော်စေကုတာပေးစရိတ်အဲ့လိုဟာတွေအတွက်အာမခံတွေတွန်းထားလို့ရတယ်အဲ့လိုဆိုရင်ရင်တိုက်မှုတစ်ခုခုဖြစ်ပြီဆိုရင် အာမခံကနေလာပြီးတော့ရှင်းပြတယ်ပြဿနာရှိတာကဘာလဲဆိုရင်ရင်တိုက်မှုရှိပြီဆိုရင်အာမခံကိုခေါ်အာမခံဖြစ်ရှင်းပေးလိုက်တယ်ဆိုပြီးမယ်နောက်တစ်ခါကိုကအာမခံကြီးတွန်းတဲ့အခါကျရင်ရင်တိုက်မှုရှိထားတဲ့ဖြစ်တဲ့အတွက်ပေါ့နော်အာမခံကြီးကိုဈေး ကြည်ပြီးပို့ပေးရတယ်ဥပမာတစ်နှစ်ကိုသိန်း20အာမခံကြီးသွင်းတဲ့လူတစ်ယောက်ကရင်တိုင်းမှုတစ်ခုဖြစ်ခဲ့မယ်ဆိုရင်အဲ့ရင်တိုင်းမှုကိုအာမခံရှင်းပေးလိုက်တယ် okay နောက်နှစ်ကားအာမခံသွင်းတဲ့ခါကျရင်ရှင်းနှစ်လိုမျိုးသိန်း20နဲ့မရတော့သူရင်တိုင်းမှုရှိထားတဲ့လူဖြစ်တဲ့အတွက်နောက်တစ်ခါလည်းဖြစ်ကောင်းဖြစ်လာနိုင်တယ်ရှိဟာရှိထားရင်တိုင်းမှုဖြစ်တာလည်းဖြစ်တဲ့အတွက်ကြောင့်သူကအာမခံကိုဈေးကြည့်ပြီးတော့ပို့ပေးရတယ်ပေါ့နော်ပြီးတော့ကြတော့ ကားတိုင်းကားတိုင်းကလည်းအကုန်လုံးကအာမခံနေရှိကြတယ်အဲ့လိုဆိုတော့ကကားအာမခံမရှိတဲ့လူဆိုရင်စဉ်းစားလို့မရဘူးပေါ့နော်ကားအာမခံမရှိဘဲနဲ့မောင်းလို့အဆင်မပြေဘူးသူများတွေအာမခံရှိတဲ့အတွက်နောက်တစ်ခုအရက်တောက်ပြီးတော့မောင်းလို့မရဘူး0.03 alcohol အဲ့လိုမျိုးပမာဏရှိရဆိုရင်ကိုသူတို့စစ်တဲ့အခါပေါ်ရဆိုရင်ကိုဒါပြစ်တံជីជីမာမာပေးရပေါ့နော်ဒီအရက်လေးတလောင်းလေးတောက်ရုံနဲ့ပြစ်တံជីជីမာမာဘာလို့ပေးရတာလဲဆိုရင် စဉ်းစားကြည့်လိုက်မယ်ဆိုရင်မူဘီမောင်းတဲ့အတွက်ကလေးတွေကိုလည်းတိုင်နိုင်တယ်လူကြီးကိုလည်းတိုင်နိုင်တယ်ကိုဝင်စေကိုလည်းတိုင်နိုင်တယ်ဘာမှသူဖြစ်လာနိုင်တယ်ပေါ့နော်အဲ့လိုမျိုးကြီးကြောင့်ဘလို့ပြင်းပြင်းထန်ထန်ရှုံချထားတယ်ဒံငွေလည်းဒံငွေဆိုရင်လည်းကြီးကြီးမားမားတောင်းတယ်ထောင်တန်းတွေလည်းရှိရပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ပြီးတော့ကြတော့ပြောချင်တာကအဲ့လိုမျိုးဥပဒေရှိနေတဲ့ဂျာကပြီးခဲ့တဲ့တလောကကျွန်တော်တို့မြန်မာအကူကြီးတယောက်က license လည်းမရှိဘူးကားအမှားခံလည်းမရှိဘူး အရက်လဲတောက်ထားတယ်အားလုံးပေါင်းပြီးသူလှုပ်ထားတယ်ပေါ့နော်အဲ့လိုလှုပ်ထားတဲ့အချိန်မှာမူးရဲမူးနေတဲ့အချိန်မှာကာမောင်းနေကာမောင်းတော့ဘေးကကိုရီးယားသားရဲ့ကားကိုပုတ်မိသွားတယ်ပေါ့နော်ကိုရီးယားကသားရဲ့ကားနဲ့ပုတ်ဆွဲမိတယ်ဒီတော့ရင်တိုက်မှုဖြစ်တယ်ပေါ့နော်အဲ့တော့ကိုရီးယားသားကသူကတော့ကားအမခံရှိတဲ့အတွက်ကားအမခံကိုဖုံးဆက်လိုက်တယ်အကားကဒီလိုဒီလိုဖြစ်တယ်အဲ့လိုဖြည့်ရှင်းပေးဆိုပြီးတော့ကားအမခံလာတယ်လာပြီးတော့သူကယူသွားတယ် ြင်တယ်လောလောဆယ်တော့ပြင်ပေးလိုက်တယ်ဖြစ်လာတဲ့ပြဿနာကိုဘယ်လိုကြီးဖြစ်တယ်ဘယ်လိုကြီးဖြစ်ရှင်းရမယ်ဆိုတာဒါအကားအမခံရဲ့အလုပ်ပေါ့နော်โอเคအဲ့တော့သူကတိုက်ခံရတဲ့ကာသမာကသူ့အတူအမခံနဲ့ဖြစ်ရှင်းနေတယ်ဒီတစ်ဖက်ကမြန်မာကကြတော့ဘယ်လိုဖြစ်လဲဆိုရင်သူ့မှာအိုင်စင်မရှိဘူးအာမခံမရှိဘူးရက်တော့ပြီးမောင်းတယ်ဒါဟုတ်လားဒီကဟာသူအဲ့လိုလှုပ်ထားရဲဆိုတာကိုတစ်ဖက်ကအတိအကျတိသွားမယ်ဆိုရင် သူက ိမ်ပေါင်းများစွာဒဏ်ငွေလဲရိုက်ခံနိုင်ရသလိုထောင်လဲကြနိုင်တယ်။အဲ့လိုဆိုတော့အခြားမြန်မာအသည့်အကိုကြီးနဲ့ဒီအမကန်ရှိတဲ့အကိုကြီးပေါ့နော်။သူနဲ့ညှိပြီးတော့မင်းတိုက်တာပါလို့လိန်ပြီးတော့ပြောပေးပါ။မင်းတိုက်တာလို့ပြောပြီးတော့မင်းအမခန်ကိုခေါ်ပေးပါ။မင်းအမခန်နဲ့ရှင်းပေးပါ။အဲ့လိုမျိုးတောင်းဆိုရဲပေါ့နော်။တောင်းဆိုတော့ကြတော့အော်ကိုကိုကြီးကလည်းအားနာတော့ဖြင်းပေးခြင်းနဲ့ဖြင်းပေးခြင်းတော့ကြတော့ ဟိုဘယ်လိုလုပ်လဲဆိုတော့ကြတော့တကယ်လို့ဖြည့်ရှင်းလိုက်မယ်ဆိုရင်သူကအမကန်နဲ့ဖြည့်ရှင်းလိုက်တယ်လောလောဆယ်ပြဿနာပြီးသွားပြီဒါပေမဲ့ပြဿနာဖြာလဲဆိုရင်နောက်နှစ်ကြာရင်သူကအမကန်ထပ်သွင်းရမှာဟိုကအမကန်ထပ်သွင်းတဲ့ခါကျရင်သူရင်တိုက်မှုတကူရှိထားရဲဆိုတော့ဆင်းဝင်သွားမှာဖြစ်တဲ့အတွက်နောက်နှစ်ကြာရင်သူကအမကန်စီကိုအများကြီးပို့ပေးရမှာဒီတော့ဘယ်လိုဖြစ်လဲဆိုရင်ဒီရမူဘီမောင်းပြီးရောရင်တိုက်မှုဖြစ်တဲ့အကူရောရမဲ့ပမာဏကို ာမခံရှိတဲ့လူကခေါင်းခံပြီးတော့ဖြည့်ရှင်းလိုက်တဲ့အတွက်နောက်နှစ်အာမခံသွင်းတဲ့အခါကျတော့သူအဲ့ယောက်ျီကိုပေးရတယ်လို့ဖြစ်သွားတယ်။အဲ့ဒါတခုပေါ့နော်။အဲ့ဒါကလည်းဒီသူအာမခံသူအာမခံမရှိတဲ့လူ ကြောင့်တိုက်တာတိုက်တာဆိုတာကိုမသိခင်တော့မသိဘူးပဲထောင်းပြဿနာအဲ့လောက်ပဲတကယ်လို့လားတိသွားမယ်ဆိုရင်ပြဿနာတွေကအဲ့ထက်အဲ့ထက်ပိုပြီးတော့အများကြီးတက်သွားနိုင်တယ်ပေါ့နော်။ ဒါကြောင့်မလို့လက်ရှိကိုရီးယားမှာရှိနေတဲ့ညီကိုတွေဆိုရင်လည်းကားမောင်းတဲ့ခါကျရင်အရန်တတိထားပြီးတော့မောင်းစီခြင်းနဲ့ပြဿနာတက်လိုက်ပြီးဆိုရင်ကမလွယ်ဘူးပေါ့နော်အရန်အရန်ရှုပ်တယ်ပြီးတော့ကားတွေကလည်းအရန်စည်းကြီးတဲ့ကားတွေသူတို့တွေကမောင်းကြတာဖြစ်တဲ့အတွက်စီးကြတာဖြစ်တဲ့အတွက်ဩရှော်ဂျေးပါညာဆိုရင်လည်းကြီးကြီးမားမားအဲ့ဒီပေါ့နော်ဒါကြောင့်မလို့ view design နဲ့မောင်းစီခြင်းပါတယ်